ဒီမိုကရက်တစ်မြမတန် DVB ရဲ့မတ်လ26ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်။ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့ January လအတွင်းရွေးကောက်ပွဲပြီးစီးအောင်ကျင်းပမယ်လို့စစ်ကောင်ဆောင်ကပြောကြားလိုက်တဲ့သတင်း။နိုင်ငံဝန်ထမ်းတွေကိုစစ်ကောင်စီကလာသာတိုးဖို့အစီအစဉ်မရှိတဲ့သတင်းနဲ့ TNLA ထိန်းချုပ်ထားတဲ့နောင်ချုံမြို့နယ်နေရာတချို့ကိုစစ်ကောင်စီတပ်ကပြန်သိမ်းလိုက်တဲ့သတင်းတွေနားဆင်ကြရမှာပါ။ 2026ဇန်နဝါရီလအတွင်းရွေးကောက်ပွဲကိုပြီးစီအောင်ကျင်းပမှာဖြစ်ပြီးမဲများသူအနိုင်ရတဲ့ FETV စနစ်အပြင် PR စနစ်ပါသုံးမယ်လို့အာနာသိန်းစစ်ကောင်းဆောင်ကပြောပါတယ်။မတ်လ25ရက်ကနေပြည်တော်မှာပြုလုပ်တဲ့စစ်ကောင်စီအစည်းအဝေးမှာစစ်ကောင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသွားတာဖြစ်ပါတယ်။အာနာသိန်းမီကာလစစ်ကောင်စီအုပ်ချုပ်တဲ့နှစ်နှစ်အတွင်းရွေးကောက်ပွဲပြုလုပ်ဖို့စဉ်းစားဆောင်ရွက်ခဲ့ပေမယ့်ကိုဗစ်ကာလအလွန်ဖြစ်တာနဲ့ရွေးကောက်ပွဲပြုလုပ်ဖို့တည်ငြိမ်မှုလိုအပ်နေတဲ့အချိန်ဖြစ်တာကြောင့်ကျင်းပနိုင်ခြင်းမရှိခဲ့ဘူးလို့စစ်ကောင်းဆောင်ကပြောပါတယ်။ မဲစင်းကိုအကြောင်းပြပြီးအာနာသိမ်းခဲ့တဲ့စစ်ကောင်စီဟာရွေးကောက်ပွဲကိုဒီဇင်ဘာတတိယအပတ်နဲ့သတုထအပတ်ဇန်နဝါရီပထမအပတ်နဲ့ဒုတိယအပတ်တွင်ပြုလုပ်ဖို့လျာထားတယ်လို့လည်းဆိုပါရယ်ရွေးကောက်ပွဲအထမြောက်တဲ့အဆင့်ကိုဦးစားပေးပြီးအထမြောက်အောင်ဆောင်ရွက်ရမှာဖြစ်ကြောင်းနဲ့ငွေကြေးကုန်ကျမှုများပေမဲ့နိုင်ငံနဲ့ကိုက်ညီပြီးမဲမတမာမှုပြုလုပ်ဖို့မလွယ်ကူတဲ့ Electronic Voting Machine စနစ်နဲ့ကြိုတင်ပြင်ဆင်နေတယ်လို့လည်းဆိုပါရယ်လာမယ့်ဇန်နဝါရီလအတွင်းရွေးကောက်ပွဲကိုအောင်မြင်စွာကျင်းပပြီးစီးဖို့လိုပြီးနိုင်ငံရေးပါတီတွေကိုလည်းရွေးကောက်ပွဲဝင်နိုင်ဖို့ဥပဒေနဲ့အညီခွင့်ပြု ုပေးထားတယ်လို့စစ်ကောင်းဆောင်ကပြောပါတယ်အမျိုးသားညီညွတ်ရေးတိုင်းပြည်ကံကောင်စီ NUCC နဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ကတော့အကြမ်းဖက်ဆဲဟုတ်စုအနေနဲ့အတူအရောင်ရွေးကောက်ပွဲကျင်းပလိုက်ရုံနဲ့မြမနွေဦးတော်လည်းရက်တန့်သွားမှာမဟုတ်တလို့မြမပြည်ထနာရဲ့ထွက်ပေါက်လည်းမဟုတ်ဘူးလို့ပူးတွဲကြေညာချက်ထုတ်ပြန်ထားပါတယ် လာသမကအတွေ့ရမှုချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဂျူလီဘစ်ရှော့နဲ့အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဒေါက်တာ S. ဂျိုင်ရှန်ကာတို့တွေ့ဆုံပြီးမြန်မာအရေးနဲ့ပတ်သက်လို့ဆွေးနွေးခဲ့ကြတဲ့အကြောင်း The Times of India သတင်းမှာဖော်ပြပါရယ်ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးကသူ့ရဲ့ AIDS လူမှုကွန်ရက်အဆောင်မျက်နှာပေါ်ကတဆင့်မျှဝေထားခဲ့တာအိန္ဒိယမြန်မာနယ်စပ်တည်ငြိမ်ရေးဒုက္ခသည်အခြေအနေနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့စီးပွားရေးအထောက်အပံ့တွေပံ့ပိုးပေးဖို့ဆွေးနွေးခဲ့တယ်လို့ပြောပါရယ်ဒါအပြင်အိန္ဒိယနိုင်ငံအနေနဲ့တရားမဝင်မူရစီဝါလက်နက်ရောင်းဝယ်မှုနဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်စစ်ဆေးဖို့မြန်မာစစ်တပ်နဲ့ပူးပေါင်းလှုပ်ဆောင်ဖို့လိုအပ်တယ်လို့ယုံကြည်နေတဲ့အကြောင်းလဲသတင်းမှာဖော်ပြပါရယ်။လာမယ့် April 3ရက်ကနေ4ရက်အထိထိုင်းနိုင်ငံမြို့တော်ဘန်ကောက်မှာကျင်းပမယ့် Bin Step ထိပ်သီးအစည်းအဝေးမှာတော့အိန္ဒိယဝန်ကြီးချုပ် Narendra Modi ကလည်းအဖွဲ့ဝင်9နိုင်ငံဖြစ်တဲ့သီရိလင်္ကာ၊ဘင်္ဂလားဒေ့ရှ်၊ဘူတန်၊မြန်မာ၊နီပေါနဲ့ထိုင်းနိုင်ငံကခေါင်းဆောင်တွေနဲ့အတူတက်ရောက်မှာဖြစ်ပါရယ်။ လူမှုကွန်ရက်စာမျက်နှာမှာနိုင်ငံဝန်ထမ်းတွေလစာတိုးမယ်ဆိုတဲ့သတင်းဟာကောလာဟလဖြစ်ပြီးနိုင်ငံတော်ရဲ့ဗန္ဓာရေးအခြေအနေကြောင့်လစာတိုးပေးဖို့အစီအစဉ်မရှိဘူးလို့စစ်ကောင်စီစီမံကိန်းနဲ့ဗန္ဓာရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်ဦးဝင်းထိုက်ကပြောပါရတယ်။လက်ရှိကုန်စည်နှုန်းအခြေအနေနဲ့နိုင်ငံဝန်ထမ်းလစာမှာကွာဟမှုကြီးမားနေပြီးလစာဝင်ဝင်နဲ့မလောက်ငှားတဲ့ဝန်ထမ်းတွေကအပိုးဝင်ဝင်ကိုမတရားတဲ့နည်းလမ်းနဲ့ရှာဖွေရမှအာခရိမှုတွေဖြစ်လာတာလို့ဝန်ထမ်းတယောက်က DBB ကိုပြောပါရတယ်။နိုင်ငံဝန်ထမ်းတွေရဲ့လူမှုဘဝနဲ့တသက်တာချောင်းကြီးအတွက်ခင်းနဲ့မလျော်ညီတော့တဲ့လစာနှုန်းထားတွေကိုပယ်ဖျက် က်ကအေဗရတီးယားမှာစပြီးနိုင်ငံဝန်ထမ်းလာတာတွေကိုပြင်ဆင်တက်မှတ်လိုက်သည်ဆိုတော့အမိတ်စာတစ်စောင်ဖေဗရူလာ16ရက်ကလူမှုကွန်ရက်စာမျက်နှာမှာပြန့်နှံ့ခဲ့တာဖြစ်ပါတယ်။ TNLA ထင်းချုပ်ထားတဲ့နောင်ချိုမျိုးကိုပြန်ရရည်အတွက်စစ်ကောင်စီတပ်ကအင်အားအလုံးရင်သုံးပြီးအပြင်းအထန်ထိုးစစ်ဆင်နေတာကြောင့်တောင်ခမ်းအနီးတစ်ဝိုက်ကရွာတွေမှာတပ်ဆွဲထားတဲ့နေရာအချို့ကိုလက်လွတ်ထားရတယ်လို့ TNLA သတင်းရင်းမြစ်ကနေသိရပါတယ်။စစ်ကောင်စီတပ်ကတောင်ခမ်းမှာရှိတဲ့အမြောက်တပ်တွေကိုပြန်လည်ရယူပြီးနောက်နောင်ချိုမျိုးကိုပြန်လည်သိမ်းပိုက်ဖို့အတွက် drone လက်နက်ကြီးလေကြောင်းပစ်ကူစစ်အင်အားအများအပြားနဲ့ထိုးစစ်ဆင်လာတာကြောင့် TNLA တပ်ဆွဲထားတဲ့နေရာတချို့ကိုလက်လွတ်ပေးလိုက်ရပြီးနောင်ချိုမျိုးအနီးကနေရာတချို့မှာခံစစ်ပြင်နေရတယ်လို့ TNLA သတင်းရင်းမြစ် စ်ကပြောပါရယ်စစ်ကောင်စီတပ်ရဲ့ထိုးစစ်ကြောင့်နောင်ချိုတောင်ခမ်းအုံမတိဘက်တွေမှာနေ့စဉ်လုံးလုံးတိုက်ပွဲတွေဖြစ်ပေါ်နေပြီးလက်နက်ကြီးပစ်ကူပေးနိုင်တဲ့တိမ်ပင်လယ်ဖြူဟာကုန်းကိုတော့စစ်ကောင်စီကနေရာပြောင်းဝင်ယူသွားနိုင်ပြီလို့သိရပါရယ် TNN ဟာနောင်ချိုမြို့ကိုတစ်တုံညာနေကွန်စစ်စီရဲ့အတွင်တိမ်ပိုက်နိုင်ခဲ့တာဖြစ်ပြီး February လကစစ်ကောင်စီနဲ့ဆွေးနွေးပြီးနောက်တိမ်ပိုက်ထားနိုင်ခဲ့တဲ့အမြောက်တပ်နှစ်ခုကနေပြန်လည်ဆုတ်ခွာခဲ့ရသလိုလက်ရှိမှာလည်းနောင်ချိုမြို့အနားထိတဖြည်းဖြည်းဆုတ်ခွာနေရတယ်လို့သိရပါရယ် အိန္ဒိယနိုင်ငံမနီပူရာပြည်နယ်အင်ဖာအချင်းထောင်ကမြန်မာနိုင်ငံသားအချင်းသား29ယောက်ကိုလွှတ်ပေးပြီးစစ်ကောင်စီကိုလွှဲပေးလိုက်တာအိန္ဒိယနိုင်ငံရဲ့လူသားချင်းစာနာထောက်ထားမှုကိစ္စတွေကိုမေးခွန်းထုတ်စရာဖြစ်နေတယ်လို့အကူအညီပေးနေသူတွေကထောက်ပြကြပါရယ်အင်ဖာမြို့အချင်းထောင်မှာအချင်းကြခံနာရတဲ့မြန်မာနိုင်ငံသား29ယောက်ကိုထောင်အာဏာပိုင်တွေကပြန်လွှတ်ပေးခဲ့ပြီးစစ်ကောင်စီဘက်ကိုလွှဲပြောင်းပေးခဲ့တယ်လို့အိန္ဒိယမြန်မာလေးလာစောင့်ကြည့်ရေးအဖွဲ့ India for Myanmar စီကနေသိရပါရယ်မတ်လ22ရက်နေ့မှာအင်ဖာမြို့စာကြည့်ဝါအချင်းထောင်ကအချင်းသား29ယောက်ကို ပြန်လွှတ်ပေးခဲ့ပြီးလွှတ်ပြောင်းပေးခဲ့တာဖြစ်ပါတယ်။မဏိဘူးရပြည်နယ်ကထောင်တွေအတွင်းမှာကလေး၁၈ယောက်အသက်ကြီးပိုင်းအယောက်၂၀နာတာရှည်ယောဂသည်၁၀ယောက်ကျော်အပါအဝင်အကျဉ်းသားစုစုပေါင်း၁၁၉ယောက်ကျန်ရှိနေသေးတယ်လို့သိရပါတယ်။